ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမှာရွေရပင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ခொနေသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက် ဆီယမရမင်းစည်းလိမ်းမှာဟောကြားထားသော2025ခုနှစ်အောက်တိုဘာလ20ရက်နေ့မှ26ရက်နေ့အထိတပတ်စာကြံပြုဟောစတန်ကိုပြည်ပြည်စုံစုံဖတ်ကြားပေးထားပါတယ်။အစည်းအဝေးမစခင်မှာတဦးစေတနာတဦးမြတ်တာဆိုသလို subscribe နေပေးခဲ့ဘူးတောင်းဆိုပါရစေ။အစ်စ်တနိုင်းတရားအောင်လဲဘိန်းနာအခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်။ တနင်္လာရီသားသမီးများတွေတပတ်စာဟော့စတယ်ဒီရက်တွေအတွင်းမှာလူအားငွေအားအကြဉာဉ်အားတွေအစွမ်းကုန်အုံချပြီးတော့စူးစားပြီးတော့လို့အားပါတရတိုက်တွန်းလိုက်ခြင်းပါတယ်အစားစားရရန်အဆင်ပြေအောင်မြင်နေမယ်ဝိဇာမလိုက်တလို့မျိုးကံတရားရဲ့မျက်နှာပြမှုတွေကိုရရှိတတ်တယ်။အိုးပိုင်းအိမ်ပိုင်းရတတ်တယ်။လောဝါကိုအကြောင်းပြုပြီးငွေကြေးအစုလိုက်ပြုံးလိုက်ဝင်လာတတ်တယ်။မိသားစုဆွေမျိုးသားချင်းထဲမှာစိတ်ဆက်ကြောင်းလန်းခြင်းကိစ္စမင်္ဂလာကိစ္စများကြားရတတ်တယ်။လက်ရှိအလုံးမှာအလို့အစ်စ်ကိုပြောင်းရွှေ့ရတတ်ပါတယ်။ တယ်အလုံးနှစ်ခုတော်ဝင်နှစ်ခုလောက်ကန်ရတဲ့တဲ့အလုံးမှာအပြိုင်ဆိုင်အနောက်ရှက်ပေါ်လာတဲ့တဲ့အစောဦးနေရာထိုင်ခင်းတွေလည်းပြုပြင်ပြင်ဆင်ရတာပါတယ်အကျိုးပေးသောအရာရွှေဝါရောင်အစိမ်းရောင်တို့ကိုအထူးပြုသုံးဆွဲပါအကျိုးပေးသောကဏ္ဍများမှာ၄၆ကဏ္ဍများဖြစ်ပါတယ်အချီချစ်သူစင်းမအကူညီကောင်းအခွင့်အရေးကောင်းများရရှိမယ်အိမ်တော်ရေးအစစအရာရာအဆင်ပြေနေပါလိမ့်မယ်ကျမ်းမာရေးမျက်စိဒုက္ခပေးတာပါတယ်ရေရေရမိမိရဲ့ရှေ့ပြားမှာဒိန်ဂျင်ကတ်လို့ပါတနင်္ဂနွေသားသမီးများလုံးကိုစိတ်နှဖျား ကြက်မှချမ်းသာကြပြီးပုံကျိုးချမ်းသာများပုံမရရှိကြပါစေ။ဒဏ္ဍာရီသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခု ရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ တနေ့လာအသားသမီးများတွေတပတ်စာဟောစတဲ့ဒီရတွေအတွင်းမှာအိမ်တွင်းရင်းမိသားစုရင်းနဲ့ပတ်သက်ပြီးအနိုင်ငယ်စိတ်ရှုပ်ရတဲ့မြေကိစ္စအမွေကိစ္စတင်နန်းကိစ္စတွေအတွက်အခက်ခဲအထက်ငော်ဖြစ်ပြီးမှအောင်မြင်မယ်ရဝိမာရှိသောဆရာသမားအကြီးအကဲများထံမှအကူအညီကောင်းအထောက်ပံ့ကောင်းများရတတ်ပါတယ်စမှုနဲ့ပတ်သက်သော လုပ်ငန်းများအောင်မြင်တိုးတက်မယ်အလုံမှနေရာကောင်းရခြင်းအလုံတိုးချဲ့ရခြင်းများကြုံရတတ်တယ်ရဝိမာရှိသောဆွေမျိုးသားချင်းများအတွက်တောကကြုံရတတ်ပါတယ်အဖို့ရန်ရွှေလည်းပစ္စည်း ရဏပစ္စည်းများပျောက်တက်ထွက်တတ်တယ်။ငွေထွက်များခြင်း၊လူလိန်ခံရခြင်း၊အကျွေးတင်ခြင်းများဖြစ်တတ်ပါတယ်။အိုအိမ်နေရာအတွက်ကောင်းသောပြင်ဆင်ပြောင်းရွှေ့ရခြင်းများနဲ့တွေ့ကြုံရတတ်တယ်။အကျိုးပေးသောအရာ၊ရွှေဝါးရောင်၊ခရမ်းရောင်တို့ကိုအထုပြုသုံးစွဲပါ။အကျိုးပေးသောကဏ္ဍများမှာနှစ်တည်ကဏ္ဍများဖြစ်ပါတယ်။အခြေရေ၊စိတ်ချမ်းသာစရာအပြောင်းလဲများနဲ့ကြုံရမယ်။အိမ်တော်ရေ၊စိတ်ကတိကောဖြစ်စရာများနဲ့ကြုံရတတ်ပါတယ်။ကျမ်းမာရေ၊ခေါအပိုင်းဒုက္ခပေးတတ်တယ်။ရေရေရ၊မိမိရဲ့ရှိပြားမှာလက်ဖက်တုပ်ကတ်လို့ပါ။ဒနလာသာ သမီးများလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပြီးကုန်းချိုးချမ်းသာများပုံမရရှိကြပါစေ။ဒနလာသသမီးများတွေတိုက်ဆိုင်မှန်ကန်မှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ အင်္ဂါအသားသမီးများအတွေ့တပတ်စာဟောစတဲ့ဒီရက်တွေအတွင်းမှာအောင်မြင်မှုတွေတက်စီနေမယ်ငွေကြေးကံအထူးကောင်းနေတယ်ငွေစုလိုက်ပြုံးလိုက်ထိပေါက်သလိုအမွေရသလိုမျိုးဝင်လာတတ်တယ်သူများပြဿနာခုပြဿနာဖြစ်တတ်တယ်သူများပြဿနာထဲမှာဈာညက်ပြီးခေါင်းခံဖြည့်ရှင်းရတယ်ပါတယ်ရဝိမာရှိသောဆွေမျိုးများစီမှအခုညီထောက်ပံ့ရမယ်လက်ရှိအလုံးမှာအလုတ်သေးကိုပြောင်းရွှေ့ရတတ်တယ်အလုံးမှာအထက်လူကြီးနဲ့အစစ်မပြေဖြစ်တတ်တယ်အထင်မြင်လွဲတာကိုဘာလုပ်လို့ကိုပေါ်မကောင်းမြင်ခံရတာမျိုး ွင်းဖြစ်တတ်ပါတယ်။ဘိုးအိမ်နေရာအစာအုပ်အတွေ့စိတ်ရှုပ်ရတဲ့တဲ့ဝေခွဲရခက်ဆုံးဖြတ်ရခက်ဖြစ်နေတတ်တယ်။စက်တူလုပ်ငန်း၊ရှယ်ယာလုပ်ငန်းတွေလုပ်ကန်ရတတ်တယ်။အကျိုးပေးသောအရာ၊လိန်မော်ရောင်အစိမ်းရောင်တို့ကိုအထူးပြုသုံးဆွဲပါ။အကျိုးပေးသောခဏများမှာကိုရှိခဏများဖြစ်ပါတယ်။အခြေရေစိတ်ချမ်းသာစရာသတင်းကောင်းများကြားရမယ်။အိမ်တော်ရေခင်မွန်းဇနီးဖြစ်သူအတွေ့စိတ်ချမ်းသာစရာများကြုံရတတ်ပါတယ်။ကျမ်းမာရင်ဥကောင်းမိုင်းဒုက္ခပေးတတ်တယ်။ရရရမိမိရဲ့ရှိဖျားမှာကိမ့်မုံကလို့ပါ။အင်္ဂါသားသမီးများ ားလုံးကိုစိတ်နှပြကြမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။အင်္ဂါသားသမီးများတို့တိုက်ဆိုင်မှန်ကမ္ဘာကကွန်မတ်မှာတစ်ခုရေးပြီးရေးပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ ဘူရူသားသမီးများတွေတပတ်စာဟောစတဲ့ဒီရက်တွေအတွက်မှာထူးထူးခြားခြားတိုးတက်ပြောင်းလဲမှုတွင်ကြုံလာမယ်။ဒါကြမှာသလိုဝိဇာမလိုက်သလိုအအောင်စရာကောင်းလောက်အောင်တိုးတက်မှုတွင်ဖြစ်လာမယ်။ဒရင်ကောင်ဧည့်သည်ကောင်းတွေရောက်လာတဲ့တည်းခရီးနဲ့ပတ်သက်သောကိစ္စရဝင်းနဲ့ဆက်နွယ်သောအလုပ်တွေမှာပိုပြီးအောင်မြင်ရတာပါတယ်။မေယာထိုင်ရင်းကိစ္စ အစောဦးကိစ္စတွေကတော့အခက်အခဲအထင်ငေါဖြစ်ပြီးအဆင်ပြေမယ်။ဘာသာရေးကိစ္စ၊တင်နန်းကိစ္စတွေမှာအထူးအောင်မြင်မယ်။စက်ပစ္စည်း၊လျှက်စက်ပစ္စည်းအသစ်တွေဝင်လာတတ်ပါတယ်။အလုံးမကောင်းခြင်း၊အလုံးမှရံပေါ်ခြင်း၊အထက်လူကြီးများနဲ့အဆင်မပြေဖြစ်ခြင်းများဖြစ်တတ်တယ်။ငွေကြေးမှာတော့တငယ်ချင်းမိတ်ဆွေများစီမှာအကူအညီထောက်ပံ့ကောင်းများရတတ်တယ်။အကျိုးပေးသောအရာ၊ရှူရောင်း၊ငင်းညိုရောင်းတို့ကိုအထူးပြုသုံးစွဲပါ။အကျိုးပေးသောခဏများမှာ၃-၅ခဏများဖြစ်ပါတယ်။အခြေရေ၊ဝန်သားစရာ၊စိတ်ချမ်းမြေ့စရာများနဲ့ကြုံ ံးနေရမယ်အိမ်တော်ကြီးအတူအထောင်ချုပ်တွင်သူများကြောင့်စိတ်ဝမ်းကွဲရတာပါလေကျမ်းမာကြီးကိုလက်ရရန်နေတတ်တယ်ရရရမိမိရှိဖျားမှစမှုစာသုံးခုကတူပါဘုရူသာသမီးများလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမရရှိကြပါစေဘုရူသာသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် ကျားသားရေးသားသမီးများအတွေ့တပတ်စာဝတ်စတဲ့ဒီရက်တွေအတွက်မှာလုပ်ငန်းအသစ်စီးပွားအသစ်စက်တူလုပ်ငန်းတွေလုပ်လျင်အထူးကောင်းပါတယ်။အရေးကြီးသောစာရွက်စာတမ်းစာချုပ်တွေမှာကောင်းသောလက်မှတ်ရေးထိုးရခြင်းများပြုလုပ်ရတဲ့ဖရာတရားဘာသာရေးဗန်မှာအားနည်းနေတတ်ပါတယ်။မြေကိစ္စအမွေကိစ္စတွေနဲ့ပတ်သက်ပြီးစကားအခြေတင်ပြောပြီးမှ အောင်မြင်မယ်။လူမျိုးချင်းဘာသာကြားတွေစီမှအကူအညီအထောက်ပံ့ရမယ်။ငွေထွက်များခြင်းအကျွေးတင်ခြင်းများဖြစ်တတ်တယ်။ငွေကြေးနဲ့ပတ်သက်ပြီးအခြေငါကိစ္စမျိုးတွေမှာအထူးသတိ ေထားပါ။ချမ်းမြေဖြစ်ရှင်းရတာပါတယ်။အလုတ်ကောင်းခြင်းအလုတ်နဲ့ပတ်သက်လို့လက်လာဝါရှိခြင်းများကြုံတွေ့ရတာပါတယ်။အကျိုးပေးသောအကြောင်းအနည်းယောင်နင်းညိုယောင်တို့ကိုအထူးပြုသုံးဆွဲပါ။အကျိုးပေးသောကဏ္ဍများမှာတစ်သုံးကဏ္ဍများဖြစ်ပါတယ်။အခြေရေးစိတ်ရှုစရာများနဲ့ကြုံတွေ့နေရမယ်။အိမ်တော်ကြီးအိမ်တော်ဘက်ဇနီးမယအတွက်ဝန်သားစရာတရင်ကြားရမယ်။ကျမ်းမာကြီးဝမ်ပိုက်6တော့ဒုက္ခပေးတာပါတယ်။ရရရမင်းမြေရှိဖျားမှာအုံလို့ခောက်ဆွဲကတ်လို့ပါ။ဇာတာရိသားသမီးများလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါ ီကောင်းကျိုးချမ်းသာများပုံမှန်ရရှိကြပါစေ။ဇာတာပိသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတင်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ တောက်ချန်သားသမီးများတွေတပတ်စာဟော့စတယ်အိုအင်းချမ်းမြေဝင်ခင်းရှိတယ်ဘာသာရေးနဲ့ပတ်သက်ပြီးအလူအတန်းပြုလုပ်ရတယ်ပြည်ပေါ်ကပစ္စည်းစက်ပစ္စည်းတွေအစ်စ်ဝယ်မယ်အရေးကြီးသောစာရွက်စာတမ်းစာချုပ်တွေမှာလက်မှတ်ရေးထိုးရသောကိစ္စတွေကိုအထူးသတိထားပါပြဿနာဖြစ်တတ်ပါတယ်ဈာညံဖြည့်ရှင်းရတတ်တယ်လက်လွန်ထားသောငွေကြေးများအခက်အခဲအထင်ငော့ကြမှာပြန်ဝင်လာမယ်လက်ရှိလုပ်နေသောအလုပ်ထဲမှာတာဝန်နှမျိုးအလုပ်နှမျိုးလုပ်နေရတတ်တယ်ရဝေးမှာရှိသောဆွေမျိုးများစီမှာအကူအညီထောက်ပံ့ရတတ်ပါတယ် တယ်မီလျက်စစ်တခုအထူးတရေထားပါအိမ်မှာဆက်ပြက်ဖနှက်ပြက်ထိပြများရှိရင်စွန့်ပြက်လိုက်ပါအဲ့ဒါတွေရှိနေရင်အိမ်မှာလက်တိမ်နေတတ်တယ်လုပ်ငန်းအသစ်စီးပွားအသစ်အခွင့်အလမ်းအသစ်တွေပေါ်ပေါက်လာတတ်ပါတယ်အကျိုးပေးသောအကြောင်းအနက်ရောင်ခရမ်းရောင်တို့ကိုအထူးပြုသုံးဆွဲပါအကျိုးပေးသောခန္ဓာများမှာငါးလေးခန္ဓာများဖြစ်ပါတယ်အချီစိတ်ရှုပ်စရာစိတ်ညစ်စရာများနဲ့ကြုံနေရမယ်အိမ်တော်ရင်ကြည်ကဲသူများကြောင့်အစမပြေကြီးစွာ ဖြစ်တတ်တယ်ကျမ်းမာရင်ခါဒုက္ခပေးတတ်ပါတယ်ရရရမိမိရင်ရှိ ီဖျားမှာပါမုံထောပတ်တို့ကတ်လို့ပါတောက်ချန်သားသမီးများလုံးကိုစိတ်နှပြကြမ်းမှချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမရရှိကြပါစေတောက်ချန်သားသမီးများတို့တိုက်ဆိုင်မှန်မှန်ကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော် စနေသားသမီးများအတွေ့တပတ်စာဟောစတဲ့ငွေကြေးကံအလွန်ကောင်းသောအချိန်ခါဖြစ်ပါတယ်။ဒီပေါက်သလိုအမွေရသလိုမျိုးငွေကြေးအစုလိုက်ပြုံလိုက်ဝင်လာတတ်တယ်။အလူမင်္ဂလာပေါ်တတ်တယ်။အိမ်ချမ်းမြေကကွန်ပျူတာကြောက်ကင်မရာဝင်ခင်းရှိပါတယ်။အလုတ်ထဲမှာစိတ်ဝင်စားပဲဖြစ်နေတတ်တယ်။အလုတ်ထွက်ချင်တာအလုတ်ပြောင်းချင်တာအလုတ်မှာအဆင်မပြေတာမျိုးတွေဖြစ်နေတတ်တယ်။အိမ်တွင်ရင်းမိသားစုချင်းမှလည်းတိမ်လုံးနဲ့တယောက်ဖြစ်နေတတ်တယ်။အိမ်မမနေချင်တာအိမ်ကထွက်သွားချင်တာမိသားစုနဲ့အဆင်မပြေမှုတွေစက်တိုက်ကြုံတွေ့နေရမယ်။ ်မယ်ဘာသာရေးများများလုပ်ပြီးပါအလုံးမပြောင်းရွှေ့ပါနဲ့ပူဆိုးသွားလိမ့်မယ်လက်ရှိအလုံးမှအလုံးမဲ့ဖြစ်သွားတတ်ပါတယ်အကျိုးပေးသောအကြောင်းအဖြူရောင်အနက်ရောင်တို့ကိုထိုးပြူသုံးဆွဲပါအကျိုးပေးသောကဏ္ဍများမှာနှစ်ခွနဲ့ကဏ္ဍများဖြစ်ပါတယ်အခြေရေးခြေသူစီးမှဝမ်းမြောက်စရာစိတ်ချမ်းမြေ့စရာသတင်းကောင်းများကြားရမယ်အိမ်တော်ရေးနှစ်ဖက်မိသားစုကြောင့်စိတ်ရှုံနေရမယ်ကျမ်းမာရေးအောင်ကြောအကျော်ဒုက္ခပေးတတ်ပါတယ်ရရရမိမိရဲ့ရှိဖျားမှာနန်းကြီးတုံကလို့ပါစနေသားသမီးများလုံးကိုစိတ်နှပြချမ်းမာချမ်းသာ ြပြီးကောင်းချိုးချမ်းသာများပုံမွန်ရရှိကြပါစေ။ဇနေသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ ကျေးဇူးတင်ပါတယ်မြမယုံရပေရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရရာတို့ဟောပါအချင်းချင်းတပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမယုံရပေရင် channel လေးကို like subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်တတိုင်းတည်အောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်